မင်းလှတွင်စစ်သားအချင်းချင်းလက်နက်ကြီးဖြင့်မှားယွင်းပစ်ခတ်မှုကြောင့်စမ်းဖို့ရွာကိုမိရှို့ရန်ရောက်နေသောစစ်သားများကိုထိမှန်ပြီးငါးဦးသေဆုံးကလက်ပဒန်းတွင်ပြူစောတိတူအလင်းဝင်ကြောင်းသိရပါသည်။ဘကိုတိုင်းမင်းလှမြုံနယ်တွင်အကြမ်းဖက်စစ်သားအချင်းချင်းလက်နက်ကြီးဖြင့်မှားယွင်းပစ်ခတ်ခြင်းကြောင့်စမ်းဖို့ရွာကိုမိရှို့ရန်ရောက်နေသောစစ်သားများကိုထိမှန်ပြီးငါးဦးသေဆုံးခဲ့ကြောင်းဒေသတွင်းစစ်ရေးတရင်ရင်းမြစ်ကပြောပါသည်။ဂျွန်လ24ရက်နေ့ည9နာရီခန့်တွင်မင်းလှမြို့နယ်ရွေးကုန်းရွာမှအကျန်းဖက်စစ်ကောင်စီတပ်သားများသည်အယက်မူပြီး လက်လက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခဲ့ရာစားမုတ်ရွာကိုမိရှုံရန်ရောက်နေသောအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကြားရောက်ပောက်ကွဲခဲ့ကြောင်းသိရှိရပါသည်။ထို့သူကြားရောက်ပောက်ကွဲမှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သား၅ဦးသေဆုံးကစစ်သားမသားအလောင်းများကိုစားမုတ်ရွာသို့ပြန်လည်တည်ဆောင်သွားကြောင်းသိရှိရပါသည်။ဂျွန်လ24ရက်နေ့ည9နာရီလောက်ကရွေးကုန်းရွာကစစ်ခွေးတွေကအယက်မှုပြီးလက်နက်ကြီးတွေနဲ့ရန်ပြတ်တာစားမုတ်ရွာကိုမိရှုံဖို့ရောက်နေတဲ့စစ်ခွေးအုပ်စုတဲလက်နက်ကြီးကြားရောက်ပောက်ကွဲပြီးစစ်ခွေး၅ကောင်ထပ်မံနဲ့တည်ဆုံသွားတယ်။ စစ်ခွေးအလောင်းတွေကိုစားမှုရွာကိုပြန်လည်တည်ဆောင်သွားတယ်ဟုဒေသတွင်းစစ်ရေးတရင်ရင်းတွေကပြောပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများသည်ဂျွန်လ20ရက်နေ့တွင်တောင်ပြက်ရွာဂျွန်လ22ရက်နေ့တွင်ရွေးကုန်းရွာနှင့်ဥတုကျွဲလန်းစုရွာဂျွန်လ23ရက်နေ့တွင်စားချောင်းရွာစင်အိုင်ချောင်းပေါက်ရွာကန့်ကောပင်ရွာဘိုးတထောင်ရွာငှက်လှစမ်းရွာနှင့်ဖားလီကွင်းရွာဂျွန်လ24ရက်နေ့တွင်စမ်းဖို့ရွာဂျွန်လ25ရက်နေ့တွင်ကျွဲမကိုင်းရွာတို့ကိုစက်တိုက်မိရှုဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်ဘကိုးတိုင်းလက်ပဒမြုပ်နယ်တွင်လည်း ပြူစောတိတူဂိတ်ဆောင်နေစဉ်ထွက်ပြေးလာပြီးတော်လှန်ရေးတပ်ဖွဲ့များတာအလင်းဝင်ရောက်ခဲ့ကြောင်းဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဂျွန်လာ20ရင်းနေတွင်လက်ပဓာမြုံနယ်ရန်ကုန်ပြည်လမ်းပေါ်ရှိကွန်းချံရွာစစ်စေးရေးဂိတ်မှာပြူစောတိတူဒီဂိတ်ဆောင်နေစဉ်လက်နက်ယူဆောင်လာခြင်းမရှိဘဲတော်လှန်ရေးတပ်ဖွဲ့များတာထွက်ပြေးကာအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။တက်ကြ Air India လေး Black Box မှာပထမဆုံးအထက်လက်ကိုရယူနိုင်ကြောင်းသိရပါတယ်။ ယခုလအစောပိုင်းက Amox Tablet လေးစိတ်အပြင်ဘက်၌ပြတ်ကျခဲ့သည့် Air India လေယာဉ်၏ Black Box ပြန်သားမှုမတန်းတင်ဆက်နှလုံးမှပထမဆုံးအချက်လက်များကိုအိန္ဒိယအာဏာပိုင်များကအောင်မြင်စွာပြန်လည်ရယူနိုင်ခဲ့ပါသည်။လေယာဉ်ပေါ်လိုက်ပါလာသူ242ဦးနဲ့တဦးသာသေရှင်ပြီးမြေပြင်တွင်လည်းအ ਨੇ စုံလူစုဦးသေဆုံးခဲ့သည့်လေယာဉ်ပြတ်ကျရသည့်အကြောင်းရင်းကိုဖော်ထုတ်နိုင်ရန်စုံစမ်းစစ်ဆေးသူများကလှုံ့ဆော်နေကြောင်းအိန္ဒိယအရက်ဖက်လေကြောင်းဝန်ကြီးဌာနကကြာသပတေးနေ့တွင်ပြောပါသည်။ ဝန်ကြီးဌာနရဲ့အဆိုအရလင်း၏ black box များမှာအချက်လက်များထုတ်ယူခြင်းကိုလေယာဉ်မတော်တဆမှုစုံစမ်းစစ်ဆေးဘူရို AIB တိကျက်မှုအောက်တွင်ဂျွန်လ24ရက်နေ့မှစတင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရှီပိုင်း black box ရှိတက်ကြမှုကာကွယ်ရေးဆိုင်ရာမှတ်ညံစနစ်ကိုအောင်မြင်စွာပြန်လည်ရယူနိုင်ပြီးစနစ်ထဲဝင်ရောက်နိုင်ကအချက်လက်များကို download ဆွဲနိုင်ခဲ့ပါတယ်။လေယာဉ်မောင်းဖမ်းအသံမှတ်တမ်းဆက် CVR နဲ့ပြန်သားမှုအချက်လက်မှတ်တမ်းဆက် FDR နှစ်ခုစလုံးကိုလည်းစစ်ဆေးလျက်ရှိကြောင်းဝန်ကြီးဌာနကဆိုပါတယ်။ တနအူ black box များကို American C ပို့ပြီးအထူးကြွမ်းကျင်သူများကခွဲခြားစစ်ပြလိမ့်မည်ဟုအိန္ဒိယမီဒီယာများကဖော်ပြခဲ့တော်လဲ black box များကအိန္ဒိယတွင်သာရှိနေပြီး AIB night နိုင်ငံ၏ကြွမ်းကျင်သူများကစစ်စစ်နေကြောင်းအိန္ဒိယလေကြောင်းဝန်ကြီးရာမိုဟန်နော်ဒူကအင်ကာနေကပြောပါတယ်ပြောကြားခဲ့တဲ့ AI 171လေယာဉ်ရဲ့ black boxes တွေဟာအိန္ဒိယမှာပဲရှိနေပါတယ်လေယာဉ်မတော်တဆမှုစုံစမ်းစစ်ဆေးဘူရို AIB ကစစ်ဆေးနေပါတယ်ဟုမိုဟန်နော်ဒူက ANI သတင်းဌာနကိုပြောပါတယ် အမတာဘာအနီဂျွန်လာ၁၂ရက်က Air India လေးရင်ပြတ်ချမှုသည်ဆယ်စုနှစ်တစ်ခုအတွင်းကမ္ဘာပေါ်၌အသေးဆုံးအများဆုံးလေကြောင်းပေးအန်ဒီရဖြစ်ပါတယ်။ယင်းလေရင်ပြတ်ချပြီးနောက် Air India နဲ့အိန္ဒိယ၏လေကြောင်းလုပ်ငန်းတစ်ခုလုံးပေါ်စစ်စစ်မှုတင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေပါတယ်။အိန္ဒိယလေကြောင်းထိန်းသိမ်းရေးအဖွဲ့ကနိုင်ငံ၏အလို့အများဆုံးလေဆိပ်နှစ်ခုဖြစ်သည့် Delhi နဲ့ Mumbai တွင်လေရင်ချွေးမှုများထပ်ခါတလဲလဲဖြစ်ပေါ်နေမှုနှင့်ပတ်သက်၍စိုးရိမ်ပူပန်ကြောင်းပြောပြီးစစ်ဆေးမှုမလုံလောက်ခြင်းနဲ့ထိန်းသိမ်းမှုအားနည်းခြင်းများကိုထောက်ပြထားပါတယ်။ စစ်ကောင်စီကကျင်းပမည်ဟန်ပြအတူရောင်ရွေးကောက်ပွဲကိုနိုင်ငံတကာကရှုံချစန့်ကျင်ရန်ကုလသမဂ္ဂလူခွင့်ရေးစုံစမ်းရေးကိုယ်စားလှယ်ကတိုက်တွန်းလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်စီကကျင်းပရန်စီစဉ်နေသည့်ဟန်ပြအတူရောင်ရွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းပိုင်းကရှုံချစန့်ကျင်ကြရန်ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာလူခွင့်ရေးစုံစမ်းသူထွန်အန်ဒရူးကတောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံတွင်စစ်ကောင်စီကကျင်းပရန်စီစဉ်နေသည့်ရွေးကောက်ပွဲသည်အလင်းအညာဟန်ပြလှုပ်ဆက်တာဖြစ်ပြီးစစ်ကောင်စီကအာဏာကိုတရားဝင်မှုရရှိစေရန်အတူရောင်ဖန်တီးနေခြင်းဖြစ်ကြောင်း နိုင်ငံရေးတိုက်ခါများကိုထောင်ချခြင်းညံပါနှိပ်စက်ကွက်မြက်ပြီးကျင်းပမြင့်ရွေးကောက်ပွဲကိုနိုင်ငံတကာတိုင်ဝမ်ကရှုံချဆန့်ကျင်ရန်စစ်ကောင်စီအတူရောက်ရွေးကောက်ပွဲကိုဆန့်ကျင်၍မြန်မာပြည်သူများနဲ့အတူနိုင်ငံတကာယက်တီနေကြောင်းပြသရန်၎င်းကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်စစ်တပ်၏တပ်ဖြတ်မှုကြောင့်လူပေါင်း6800ကျော်သေဆုံးခဲ့ကြောင်းစစ်ပေးရှောင်ပြည်သူများခိုးလုံနေသောဘုံကြီးကျောင်းများစာသင်ကျောင်းများနဲ့စစ်ပေးရှောင်စကားများကိုစစ်တပ်ကတိုက်ခိုက်မှုများတိုးမြင့်လာသဖြင့်အကြမ်းဖက်မှုများပြင်းထန်လာနေကြောင်း၎င်းကထောက်ပြထားပါသည် စစ်ကောင်စီက၎င်း၏စိုးမိုးနယ်မြေများကိုလက်လွတ်ရပြီးနောက်ပြည်သားပြည်သူများပေါ်လေကြောင်းတိုက်ခိုက်မှုအရှင်မြင့်လာကြောင်းအရက်ဖက်စစ်ဖက်ခွဲခြားခြင်းမရှိတော့လေကြောင်းတိုက်ခိုက်မှုများကြောင့်စာရင်ကြောင်းများနဲ့ဖုံးတော်ကြီးကြောင်းများကိုထိမှန်ခဲ့ပြီးအရက်သားပြည်သူများဒေဆုံးခဲ့ကြောင်းအတင်းအကျပ်စစ်မှုထမ်းစေခြင်းနဲ့လူခွန်ရေးချိုးဖောက်မှုများနဲ့ရင်ဆိုင်နေရသောမြန်မာပြည်သူများကမြန်မာစစ်ဗိုလ်ချုပ်များကိုညွန်ရှာဆက်ဆုပ်နေကြကြောင်းသူကဆက်ပြောပါတယ်စစ်ကောင်စီကမြေပြင်တွင်စစ်ရေးအရဆုံးရှုံးနေတော့တယ်ငွေကြေးအရင်အမျက်နဲ့ပြည်ပနိုင်ငံများမှလက်နက်များရရှိနေသေးကြောင်း အဆိုပါအရင်မြများဆက်လက်စည်းစိမ်နေသမျှကာလပတ်လုံးထိခိုက်ပျက်စီးမှုများဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်းစစ်ကောင်စီကရစ်စစ်ရစုမှုများကျူးလွန်ရန်တွန်းဆုတ်နေပြီမဟုတ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါရယ်လက်တလုံးနိုင်ငံတကာ၏အရေးယူမှုအနေဖြင့်မြန်မာစစ်တပ်ထံသို့လက်လက်စည်းစိမ်မှုသုံးပုံတစ်ပုံရှင်းချနိုင်ခဲ့ပြီးစင်ကာပူနိုင်ငံမှတဆင့်မြန်မာစစ်တပ်ထံသို့စည်းစိမ်နေသောလက်လက်90ရာခိုင်နှုန်းကိုရပ်တန့်ရန်အရေးယူနိုင်ခဲ့ကြောင်းထိုင်းနိုင်ငံမှာ ဘန်ကောက်ဘဏ်ကလည်းမြန်မာစစ်ကောင်စီလက်အောက်ခံမြန်မာစီးပွားရေးဘဏ်နဲ့ဆက်ဆံမှုရပ်ဆိုင်ခဲ့ပြီးလက်နက်ဝယ်ယူရန်လိုအပ်သောငွေကြေးများကိုဖြတ်တောက်နိုင်ခဲ့ကြောင်း၎င်းကပြောဆိုပါရ။အကြမ်းဖက်စစ်ကောင်ဆောင်မရောက်နိုင်ကမူလမ်းမြင့်ဒီဇင်ဘာလမှ2026ခုနှစ်ဇန်နဝါရီလအထိရွေးကောက်ပွဲလေးပတ်တာကျင်းပမည်ဖြစ်ကြောင်းမြန်မာနေကနေပြည်တော်ငင်းချိုင်းဖိုရမ်တွင်ထုတ်ဖော်ပြောဆိုထားပါရ။မိုးကုတ်တွင် TNLA PDF အယောင်ဆောင်ဓမြအဖွဲ့များကိုဖမ်းဆီးရမိကြောင်းသိရပါရ။မိုးကုတ်မြို့တွင် PDF နဲ့ TNLA အယောင်ဆောင်ပြီးဓမြတိုက်နေသည့်အဖွဲ့ကို GNL ရဲတပ်ဘက်ကပြစ်ခတ်ဖမ်းဆီးစဉ်တဦးတေဆုံးပြီးတဦးဖမ်းမိကဆက်လက်ဆစ်ဆေးနေကြောင်းသိရပါတယ်။ဒွန်းလာ၂၄ရက်ည၁၀နာရီခန့်ကမိုးကုတ်မြို့အရှေ့ပိုင်းရွှေဘုံသာရပ်ကွက်မှအိမ်တအိမ်ကိုဓမြတိုက်ခံရစဉ် GNL ရဲတပ်ဘက်ကတွားရောက်ဖမ်းဆီးရမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ခဲ့သည်ဟုဒေသခံတို့ကပြောဆိုပါတယ်။ဓမြတွေကိုဖမ်းမိတယ်။မိုးကုတ်မှာဓမြတိုက်တာခဏခဏဖြစ်နေတာ PDF လိုလို TNA လိုလိုနဲ့လုံနေတာပါဟုဒေသခံကပြောပါတယ်။ ဒွန်းလ24ရက်နေ့ကပြစ်ခတ်မှုသည်တိုက်ပွဲကဲ့သို့ပြင်းထန်ခဲ့ပြီးနိုင်ဝတ်ကျော်ကြာခဲ့သည်ဟုဒေသခံတချို့ကပြောပါရယ်။ဓမြအဖွဲ့ကအသက်ကောင်းကောင်းလေးပါလာတယ်။တယောက်သေဆုံးနဲ့၃ယောက်အရှင်မိထားတယ်။ TNL တဦးလည်းကြာသွားတယ်ဟု TNL နဲ့နီးစပ်သည့်ဒေသခံကပြောပါရယ်။ပစ္စတိုလေးနဲ့ကြီးများနဲ့ TNL uniform အချို့ကိုလည်းတင်စီနိုင်ခဲ့သည်ဟုသိရပါရယ်။ရှေးဘုံသားမှဓမြအဖွဲ့ကို TNL အဖွဲ့ကဝိုင်းဖမ်းရကနေအပြန်အလှန်ပြစ်ခတ်ကြောင်းသိရပါရယ်။ခေါင်းဆောင်ကတော့တည်သွားတယ်။နာမည်ဖြတ်လုံစားတိုက်နေတဲ့အဖွဲ့လို့သိရတယ်ဟုဒေသခံတဦးကပြောပါရယ်။ ဒွန်းလ22ရက်ကလည်းမိုးကုတ်မြို့တောင်တုံးရွာတွင် TNLA uniform ဝတ်အမျိုးသား3ဦးကဓားမြတိုက်သွားခဲ့ပါတယ်။မိုးကုတ်မြို့ကို TNLA PDF နဲ့မိုးကုတ်ပြည်ဟာကပြီးခဲ့သည့်2024ခုနှစ်ဇူလိုင်လ24ရက်တွင်တင်းယူခဲ့ပြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ TNLA တို့ကမြို့နယ်အုပ်ချုပ်ရေးနဲ့ပြန်လည်ထူထောင်ရေးဆောင်ရွက်နေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနှောင်ချိုမြို့နယ်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီးစစ်ကောင်စီတပ်ကအင်အား6000ခန့်အုံပြုထိုးစစ်ဆင်လာနေတယ်လို့ဒနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ် ရက်ဆောက်ဘာထူးနဲ့ဒီနောင်ချိုကြမှာသူတို့ရှိတဲ့ခံမှန်းကြီးကတော့အင်အားကတော့3000ဝန်းကျင်တော့ရှိမယ်။မြို့နယ်ဘက်ကနေစစ်ကြောင်းကလည်းဒီဘက်ကအင်အားလောက်ရှိမယ်။တော်တော်လေးကိုတံပြန်ထိုးစစ်ဆင်လာတဲ့အနေအထားမှာသူတို့ကအရင်တစ်ခါမတူတဲ့လူဝင်အားတွေတောက်လျှောက်သုံးပြီးတော့သုံးလာတာမျိုးတွေလက်နက်အင်အား drone တွေပေါ့လေသုံးလာတာမျိုးရှိတယ်လို့ DPLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။နောင်ချိုကိုစစ်ကောင်စီကိုပြန်ပေးမှာမဟုတ်ဘူးလို့တင်တယ်လေကပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်တဲ့နောင်ချိုမြို့ကိုစစ်ကောင်စီတံပြန်ပေးမှာမဟုတ်ဘူးလို့တောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။လက်ရှိချိန်ထိတော့ဒါကသတင်းအတုတွေသာဖြစ်တယ်။ကျွန်တော်တို့ကတော့ဒီလိုမျိုးပြန်ပေးဖို့အစီအစဉ်မရှိသေးဘူး။ဘိုးကတော့ညွှန်ကြားထားတာမျိုးမရှိသေးဘူးလို့နောက်ဂျိုမျိုးကို DNL ကစစ်ကောင်စီတန်းပြန်ပေးမယ်လို့သတင်းထွက်ပေါ်နေတာနဲ့ပတ်သက်ပြီးမေးမြန်းမှုအပေါ် DNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။စစ်ကောင်စီတန်းနောက်ဂျိုမျိုးအနီးရောက်လာပြီးတော့ DNL ကနောက်ဂျိုမျိုးကိုစစ်ကောင်စီတန်းပြန်ပေးမယ်ဆိုပြီးစစ်ကောင်စီရဲ့ဝါရဖြန့် channel တွေနဲ့ဒေသခံတွေကြားပြီးခဲ့တဲ့ရက်ပိုင်းကသတင်းတွေဖြန့်ချိခဲ့ပါတယ်။လက်တလုံးမှာနောက်ချုံမြို့အနီးက ကန်ကြီးတေးရွာတောင်ဘက်နေရာအနှံ့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့လူရည်ဦးကပြောပါတယ်။လက်ရှိဒီတလောမှာကျမတို့ TNLA နဲ့စစ်ကောင်စီတပ်ဖွဲ့တွေကနောင်ချိုအနီးတစ်ဝိုက်မှာရှိတဲ့တောင်ခအနီးတစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။အခြားနောင်ချိုအနီးမှာတည်ရှိတဲ့ရွှေသွန်းရွာ၊ကုန်းတာ၊နောင်အောတို့၊နောင်လင်း၊နောင်ဖာအစရှိတဲ့မဲပုံကျေးရွာတွေဘက်မှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ်လို့၎င်းကဆက်ပြောပါတယ်။ဒါကြောင့်တိုက်ပွဲတွေဟာမြို့နဲ့ပိုနီးလာနေပါတယ်။လက်ရှိမှာစစ်ကောင်စီကအင်အားများပြားနဲ့ထိုးစစ်ဆင်လာနေတယ်လို့လည်း TNL ကပြောပါတယ်။ ဇွလ25ရက်တရက်အတွင်းနောင်ချိုမြို့နယ်ကနောင်လင်နောင်အောလုံဆန်နောင်ဖားကျေးရွာတွေကိုတိုက်ဝက်ဖြစ်ပွားနေခြင်းအတွင်းစစ်ကောင်စီတပ်က drone ဘုံ28လုံးနဲ့လက်နက်ကြီး68လုံးပစ်ကူတိုက်ရိုက်ခဲ့တယ်လို့တအောင်းတပ်မတော် DLA ကပြောပါတယ်။ဇွလ25ရက်ကနောင်လင်ကျေးရွာမှာစစ်တပ်နဲ့တအောင်းတပ်မတော်တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်က drone နဲ့ဘုံ14လုံးနဲ့လက်နက်ကြီး54လုံးပစ်ကူတိုက်ရိုက်ခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်နောင်အောင်ကြေးရွာမှာလည်းစစ်တပ်နဲ့တောင်းတမလို့တပ်ဝဲဖြစ်ပေါ်နေစဉ်စစ်ကောင်စီတပ်က drone နဲ့ဘုံခုနှစ်လုံးလက်နက်ကြီးခုနှစ်လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ထပ်မံဖော်ပြထားပါတယ်စစ်ကောင်စီတပ်ဟာလုံဆန်ကြေးရွာကိုလည်း drone နဲ့ဘုံလေးလုံးလက်နက်ကြီးခုနှစ်လုံးပစ်ကူတိုက်ခိုက်ခဲ့ပြီးတပ်ဝဲဖြစ်ပွားခြင်းမရှိတဲ့အုံမခကြေးရွာဘက်ကိုလည်း drone နဲ့ဘုံတုံးတုံးတဲချခဲ့တယ်လို့ဆိုပါတယ်နောင်ချိုမြို့ကိုစစ်ကောင်စီတပ်ကအင်အား6တောင်ခန့်အသုံးပြုထိုးစစ်ဆင်လာနေတယ်လို့ဓနုပြည်သူလွတ်မြောက်ရေးတပ်မတော် DPLA ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်းပြောပါတယ်